ဒါပါကျန်စမာမီ channel ကိုပြန်လည်ကြည့်ဆိုပါရယ်ဒီနေ့ပြပြချင်းတဲ့အကြောင်းအရာကတော့ကျွန်တော်ဒီလက်ရှိပေါ့နော်ဖြစ်ပေါ်နေတဲ့ကျွန်တော်ဒီနိပညာနဲ့ပတ်သက်ပြီးတော့မှနောက်ပိုင်းလူတွေကဒီနိပညာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုမှတော်တော်လေးစွဲလန်းနေကြတယ်ပြီးတော့အဲ့ဒီမှာကျွန်တော်ဒီရုံးထွက်ဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကလိုအပ်တဲ့သတင်းတွေလိုအပ်တဲ့အချက်အလက်တွေကိုပဲကျွန်တော်ကယူပြီးတော့မှသုံးဖို့လိုတယ်ပြီးတော့ဘယ်သတင်းတွေကမှန်ကန်လဲဘယ် channel ကြီးကပို့ပြီးတော့မှကိုယ့်တဘဟုတုတာရတယ်ကိုယ့်တဘာတွေအကျိုးရှိနိုင်လဲဆိုတဲ့ပုံမူတည်ပြီးမှကျွန်တော်တို့ကြီးက list ပြန်လုပ်ပြီးတော့ကျွန်တော်တို့ follow လုပ်ထားတင်တယ်ပေါ့နော်မလိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့ဖျက်ချတင်တယ်မရှိတင်ဘူးနော်ဘာကြောင့်လဲဆိုတော့လက်ရှိကျွန်တော် online စနစ်မှာ AI ဆိုတဲ့နည်းပညာကကျွန်တော်တို့ငကိုတွေကကျွန်တော်တို့ရှိတယ်အဲ့အခုလက်ရှိအခြေအနေမှာဖြစ်လာတဲ့ဆိုတော့ဒီ AI နည်းပညာကကျွန်တော်ပို့ပြီးတိုးတက်လာတယ်ပြီးတော့ဒီပုံမှန်သားမှန်လူတွေကိုသုံးလို့ရအောင်ဆိုပြီးတော့လေ live ပေါ်မှာကျွန်တော်တို့ တင်ပေးထားတဲ့ website မျိုးစုံကျွန်တော် application မျိုးစုံနာမည်မျိုးစုံနဲ့ပြီးနိုင်ငံတကာနေပြီးတော့ထုတ်တဲ့မျိုးစုံမှာလူတွေသုံးကြတယ်ပေါ့နော်အဲ့သုံးတာနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်တွေကောင်းတာရှိတယ်လို့ဆိုချိုးရရှိတယ်။ဘာကြောင့်လဲဆိုတော့လူတွေကအပြင်ကနေပြီးတော့သတင်းအရင်းမြစ်ပေါ့နော်ဥပမာပေါ့တတင်းအောင်တော့ဘာဖြစ်နေပြီတတင်းကဘာဖြစ်နေပြီဆိုတဲ့ဟာကိုဒီသတင်းအရင်းမြစ်ပေါ့နော်သိချာယူပြီးတော့မှာ တင်နေဆိုပြဿနာမဟုတ်ဘူးညနောက်ကဖြစ်ဆိုအေအန်ယူကိုမေးကြတာပေါ့နော်အဲ့လိုမျိုးပေါ့ history နဲ့ပတ်သက်တဲ့ဟိုအရင်ဖြစ်ပြီးသားဟာတွေပေါ့နော်အရင်ဖြစ်ပြီးသားဟာတွေဟိုကျွန်တော်တို့ပြန်တင်တဲ့ဟာတွေရှိတယ်ဘူးစုစားအနေနဲ့ပေါ့နော်အခုလက်ရှိဖြစ်နေတဲ့ဒီသတင်းအရင်းမြစ်တွေဘာလို့ရရကြတော့ဒါကြီးအမှန်ကန်မှုမဟုတ်ဘူးပြီးတော့လူတွေကကျွန်တော်တို့လူမျိုးပဲပေါ့နော်ဟိုမျက်နှာပြပြီးတော့မှကျွန်တော်တို့ပြောတဲ့လူတွေမဟုတ်ဘဲနဲ့ဒီအယုတ်တွေနဲ့ပေါ့နော်တင်ပြီးတော့မှလူတွေစိတ်ဝင်စားအောင်လုပ်နေတဲ့လူတွေရှိရေပေါ့နော် ါတော့သူတို့ဒီဝင်ငွေရှာတယ်ပြီးတော့လှည့်စားပြီးတော့လုပ်နေတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့တွေကဘာတွေကိုကျွန်တော်တို့တွေသိထားမလဲဆိုတော့ဒီ AI နည်းပညာကကျွန်တော်တို့ဒီတိုးတက်တာနဲ့အတူတူကောင်းတယ်ကျွန်တော်တို့ဥပမာဘယ်လိုမျိုးကောင်းလဲဆိုတော့ဥပမာ learning လုပ်တယ်ပေါ့နော်ကျွန်တော်ကဘာသာစကားတစ်ခုကိုလေ့လာရဖြစ်စေကျွန်တော်တို့ကိုသိချင်တဲ့အချက်တွေပါလေ့ကျင်နေပါ냐ဆိုရင်အဲအဲ့အားတွေပြီးသွားပြီးတော့မှကျွန်တော် သွားမေးတာတော့ဘာလို့ဆိုတော့ကောင်းတယ်အခုဆိုမှပုံလေးပုံပြင်ချင်းနေပါ냐ဆိုရင်ရတယ်တင်းတာမရှိဘူးဒါမှမဟုတ်ကျွန်တော်တို့ရသူ့ပေးလောက်ရမယ့်ဟာတွေပေါ့နော်တချို့လူဆိုရင်ဘယ်လိုဖြစ်လာလဲဆိုတော့နောက်ပိုင်းလူတွေကနေပြီးတော့မှတီထင်ကြံစားတဲ့ဟာတွေမဟုတ်ဘူးနဲ့လူတွေကနေပြီးတော့မှအတွေးပေါ့နော်ကိုယ့်ရဲ့ညံညကိုယ့်ရဲ့ကိုယ်တွေးရတဲ့ညံညံတွေးရနေပြီးထွက်လာတဲ့ idea တွေမဟုတ်ဘူးနဲ့ဒီ AI ကနေပြီးတော့ထွက်လာတဲ့ဟာတွေပဲလူတွေကလိုင်းဝန်တင်ကြတာပေါ့နော်အဲ့ဒီလှူစားကြတဲ့လူရှိရယ်လင်လေလူရှိတာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဘုံပေါ့ ကျွန်တော်ကသခင်ရေးတဲ့ဆရာပဲဖြစ်စေပေါ့နော်။ဒါမှမဟုတ်ဇလန်ရေးတဲ့ဆရာပဲဖြစ်စေပေါ့နော်။ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီအပြင်ရဖြစ်ဖြစ်တဲ့ဖြစ်ဖြစ်တဲ့လူတွေဘောဝါဘောပေါ့နော်။လူတွေဘာဝါကိုကျွန်တော်တို့မိញမ်းပြီးရိုက်တာရှိရဲအဲ့လိုမဘလူးမျိုးလဲဆိုတော့ဗျာကျွန်တော်တို့ဒီဟိုးရင်တော့အဥကျော်ဟင်းတို့ဘာလို့ကားရည်လိုမျိုးပေါ့နော်ဟိုဇဘာဝကြက်ကြက်ရုပ်ဆောင်လဲပါညာလဲအဲဇညွန်းစကောက်လေးဆိုလဲကောင်းတယ်တုပ်ဆောင်လေးဆိုလဲကောင်းတယ်အခုတော့ပိုင်းအဲ့လိုမဟုတ်တော့ပါညာဘာဖြစ်လာလဲဆိုတော့ဒီစိတ်ကူးရင်ဆန်တဲ့သတင်းတွေအဲ့လိုမျိုးစိတ်ကူးရင်ဆန်တဲ့ အဲဒီစက်ကွက်လေးအဲ့လိုမျိုးကြီးပေါ့နော်အဲ့ဒါကြီးကတခါကြီးရင်လူတွေရဲ့ဘယ်လိုမှပတ်စံရအောင်ပဲရှာတာပေါ့နော်ဒီ movie တခုအဲ့လိုမျိုးပေါ့နော်ဒီ AI ကိုတချို့ကပေးရတယ်သချင်းစုတဲ့အတိုင်းပဲဟိုဘယ်လိုခေါ်မလဲအခုဟိုးရင်တော့ကျွန်တော်ထက်တော့နားထောင်နေကျွန်တော်ဒီထူးရင်စင်းလို့တချင်းမျိုးလို့ပါအောင်ဆိုရင်အဲ့လိုမျိုးအနှစ်တရာကောင်းတဲ့အချင်းအခုလက်ရှိခင်မှာထွက်လာတာလားလူကြီးအနေနဲ့ဖြစ်စေလူငယ်တွေဖြစ်စေဒီလက်ရှိ2025 2000နဲ့2000ဝန်းကျင်မှာပေါ့နော်ထွက်လာတဲ့သရှင်တွေကဘယ်သရှင်ကနားရဲဆိုပြီးကောင်းတယ်လို့ထင်တယ် စဉ်းစားကြည့်ရင်လည်းပို့ရောက်တယ်ခါစားချက်ဘယ်ဟာပို့ပြီးတော့ပေးလဲဆိုတဲ့ဟာကိုသိချာစဉ်းစားကြည့်ကျွန်တော် online ဆိုတဲ့ဟာမရှိခင်တော့ကထွက်လာတဲ့အဲစီဟိုမာရိစာတို့ပဲဖြစ်စေအဲ့လိုမျိုးပေါ့နော်အဲကျွန်တော်တို့ဒီအဆိုတော်တွေပေါ့နော်ဟိုးရင်တော့အဆိုတော်တွေရဲ့တရှင်းတွေကလုံးဝအနှစ်သာရရှိတေးချာချာကိုကျွန်တော်ခန်းစားချက်ထပ်ပြီးရရေးတာဒီလူကိုယ်တိုင်ရဲ့အုံနောက်ကနေပြီးတော့မှထွက်ပြီးတော့မှရေးသားပြီးတော့မှထွက်လာတယ်တကယ်အမှုပညာမြောက်တဲ့အစားသားတွေပေါ့နော်အခုကအဲ့လိုမဟုတ်ဘူးနဲ့ဘယ်လိုခေါ်မလဲ ဟိုရေးတဲ့ဟာကြီးကပေါက်ပန်း40တွေအရင်များဖတ်မရတယ်အဲ့လိုမျိုးပေါ့နော်ဟိုထွက်ပြီးဝင်ပြီးတော့ဒီနေ့ပေါက်ပေါက်တယ်ပြီးရင်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုအခုနောက်ပိုင်းဟာတွေကအဲ့လိုမျိုးဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကြီးကဘာယိုအဓိကထားပြီးတော့လောက်ကမလဲဆိုတော့ဒီ online ကိုပေါ့နော်အဓိကကျွန်တော်တို့ကြီး control လုပ်တတ်ဖို့လိုတယ်ဘယ်လိုမျိုးလုပ်ရဖို့လိုလဲဆိုတော့အခုလက်ရှိကလူတွေကဒီ online ကိုစွဲနေကြပြီပေါ့နော်အာဘာကြောင့်လဲဆိုတော့အဓိကကနံပါတ်1သတင်းချက်တွေကတော့မဖြစ်မနေကျွန်တော်ကြည့်ရမှာ ဘယ်သတင်းကမှန်ကန်တာလဲပေါ့နော်ဘယ်သတင်းကမှန်မှန်ကန်ကန်နဲ့ပြောပြနိုင်တာလဲဆိုတဲ့ဟာကိုသိပြီးတော့မှဟုတ်မှာပေါ့နော်သတင်းအစစ်မှန်တွေကိုတင်တဲ့ပေတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ပြောနေနားထောင်တဲ့အဲ့ဒါတစ်ချက်ပြီးတော့ကျွန်တော်တို့ဒီ offline နဲ့ online ဆိုတဲ့ဟာနောက်တဲ့အပိုင်းမှာကျွန်တော်ပြောပြပေးမယ်။ offline ဆိုတာဘာလို့လဲဆိုတော့ internet မရှိဘူး။ ်အင်တာနက်မရှိတဲ့အခါမှာလည်းကျွန်တော်တို့ဒီဖုန်းနဲ့ဘာသုံးလို့ရမှာစဉ်းစားကြည့်။ဥပမာပေါ့။ဒါဆိုရင်ကျွန်တော်အင်တာနက်ရှိအင်တာနက်ရှိလို့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုဒီလူများပြားနေပြီးတော့နားထောင်နေတွေ့ရပေါ့နော်။ဟုတ်ပြီ။အဲ့တော့ offline ဆိုရင်ကျွန်တော်တို့ဖုန်းကဘာသုံးလို့ရလဲ။ကျွန်တော်တို့ဖုန်းကတပုံရိုက်ရုံလောက်ပဲရှိတော့မယ်ပေါ့နော်။အခုလက်ရှိကျွန်တော်စဉ်းစားကြည့်လိုက်။ကျွန်တော်တို့ဒီဒီနည်းပညာဆိုတဲ့ဟာကြီးကတော့ဒီလောကထဲမှာတော့ရှိနေတယ်။တဘောကဘေးနဲ့ပတ်သက်ပြီးတော့မှဟိုလှည့်စင်ပြီးမရှိတော့ဘူး။ ဥပမာပေါ့နော်ဒီမှုန်နှိုင်းကြီးအကြောင်းနဲ့ဒီလျှက်စစ်တွေဒီတအားလိုင်းတွေကျွန်တော်တို့ဒီဆက်စွေလေးလိုင်းတွေပြည့်စုံပါပြီဆိုရင်ကျွန်တော်တို့ကိုင်းရဲ့ဖုံးဟာဘာမှသုံးလို့မရတော့ခင်ဗျာဖုန်းလည်းခေါ်လို့ရမှာမဟုတ်မက်ဆေ့လည်းပို့လို့ရမှာမဟုတ်အင်တာနက်လည်းရှိမှာမဟုတ်အဲ့ကြရင်ကျွန်တော်တို့အဲ့ဖုန်းတွေကဘာသုံးလို့ရလဲဆိုတော့အယုတ်ရုပ်သာပဲဖြစ်တော့မှာ online စနစ်နဲ့ဒီဆက်သွယ်ရေးစနစ်ရှိနေလို့ဒါကျွန်တော်တို့ရာအလုပ်ဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်ဒီဟာတွေကိုသိနေတယ်အဲ့တော့အဲ့လိုတရှင်မျိုးကဖြစ်လာနိုင်တယ် ဒါဘာဝမီကရဲ့ကပ်ပလီနေဖြစ်စီဒီဆွဆွေကြီးပြတ်တောက်သွားတာဖြစ်စီကဘာအရက်ကနေပြီးတော့ဟိုမှာမဟုတ်နော်အားလုံးဖြတ်တောက်ဖြတ်တောက်လိုက်ရတယ်ဖြစ်စီဖြစ်လာနိုင်တယ်အဘယ်ရှင်ရဲ့လို့မသိဘူးအဲ့လိုဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဒီဖုံးနေတဲ့သတင်းစာတွေကဘလို့မှတော့ယူလို့မရတော့အဲ့တော့ခက်တော့ပြန်ရမယ်ကျွန်တော်အဲ့အရာဆောင်ထားတယ်နံပါတ်1ဟိုးအရင်တော့ကဖုံးနေပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီကီးပတ်ဖုံးနေပဲဖြစ်စီ FM radio ဆိုတာပါတယ် အခုလက်ရှိစမတ်ဖုန်းတွေမှာ model ဘယ်လောက်မြင်မြင်ပေါ့နော် FM radio နဲ့ပတ်သက်တာကြီးဘယ်လိုနားထောင်မှုလဲဘယ်လိုနားထောင်လဲဟိုမှာပေါ့နော်မန်လေး FM 87.9ဘယ်လောက်ဘယ်လောက်ဘယ်လောက်မှာဘယ်လိုင်းရရှိရဲ့နော်ရန်ကုန်ရဲ့လိုင်းရဘယ်ဘယ်လိုင်းဘယ်လိုင်းရှိရဲ့ဆိုတဲ့ဟာကြီးဒီဖုန်းနဲ့နားထောင်နေလို့ဘယ်နှယောက်ရှိကျွန်တော်ထင်တယ်အယောက်တရာမှာတရာခန်းလောက်လောက်ပဲဒီ FM radio တွေလက်ရှိအချိန်မှာနားထောင်ပါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဒီ online စနစ်တွေဒီဆက်သွယ်ရေးစနစ်တွေပျောက်တော့ပြတ်တော့ပါပြီဆိုရင်ကျွန်တော်တို့တွေကဘယ်ကိုပြန်ပြီးတော့သတင်းအစားအစာတွေပြန်ပြီးတော့ရယူအောင်လဲဆိုတော့ radio line ညာ radio line ညာနေပြီးတော့ကျွန်တော်တို့သတင်းပြန်ရအောင်ကိုယ်ရင်တော့ဆိုရင်ကျွန်တော်တို့ BBC တို့ BBOE တို့ပေါ့နော်အဲမြန်မာပိုင်းအစီအစဉ်တွေပါရှိရှိရဆိုရင်တော့မှ online မရှိဘူးဘယ်ချိန်ဘယ်ချိန်မှာလွှင့်နေဆိုရင်တော့မှအဲအဲ့အချိန်ညာနေပြီးအဲ့ဘယ်လိုခေါ်မလဲကျွန်တော်တို့အစံရဲ့ဘယ်လိုခေါ်မလဲအဲ့ကောင်က radio ပေါ့နော် radio လေးဝယ်ပြီးပြန်တော့ရတာအဲ့ခစ်ကိုနောက်ပိုင်းပြန်ရောက်နိုင်တယ် အခုလက်ရှိခက်မှာဘယ်လိုဖြစ်လဲလူတွေကအွန်လိုင်းအောင်ဆွဲပြီးအွန်လိုင်းအောင်အဓိကထားပြီးတော့အောင်လူတွေကလောက်ကြတာလူအများကြီးလူငယ်ကြီးဆိုတော့များများလဲအာဗီဒီယိုပေါင်းစုံတင်တယ်အာကိုယ့်အတွက်ပေါ့နော်ကိုယ့်အကျိုးမြတ်အတွက်ကိုတင်ကြတယ်ကျွန်တော်တို့ကတော့အဲ့လိုမျိုးဟုတ်ဘူးကျွန်တော်တို့ကနေပညာကိုလည်းသုံးတယ်ကျွန်တော်တို့ဘေးမဖြစ်အောင်လည်းကျွန်တော်တို့ပြောတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလို့လှုပ်ထားရမလဲဆိုတော့ဟုတ်ပြီဒီ FM radio တွေကဘာလို့ပို့လဲ FM radio တွေဆိုတဲ့ဟာဒီအသံအနေပြီးတော့သင်ကျွန်တော်တို့သွားတယ် line တွေ ျွန်တော်ဒီကွန်ရက်တွေပြောက်သွားပြီဆိုရင်ဒီ internet line တွေပါပဲပေါ့နော် internet line တွေဒီ media list line တွေပါရင်းအားပြောက်သွားပြီဆိုရင်ကျွန်တော်တို့ရမယ့်သတင်းဟာ radio တွေကနေပြီးတော့နားထောင်ရမယ့်သတင်းရှိအဲ့ဒါကြီးကဘာရင်းနဲ့ဘယ်လိုချိန်မှာဖြစ်လာမလဲဆိုတော့တဘာဝ backup ပေးနေပတ်သက်ပြီးတော့မှဖြစ်လာမယ့်အရာတွေအဲ့တော့လက်ရှိအချိန်တွေမှာလည်းမြန်မာနိုင်ငံဘာကြီးဖြစ်နေလဲကဘာကြီးမဘာကြီးဖြစ်နေလဲဆိုရင်အချိန်နဲ့တပြေးညီကျွန်တော်တို့ဒီငလင်းတန်းနေခံရတယ်အခုလက်ရှိဆိုရင် ကျွန်တော်ပတ်တရားမှာနေတာထိုင်းနိုင်ငံပတ်တရားမှာနေတယ်ကျွန်တော်တို့ကပင်လယ်နဲ့ဒီအရှိမဆိုရင်ကျွန်တော်ကပင်လယ်ကြီးရှိတယ်အဲ့တော့မိုးတွေအုပ်လာပြီဆိုရင်သူကမိုးနဲ့တူမှုန်တိုင်းကြီးပါလာတယ်မိုးလျော်တာသမီးရောကြုံလျော်တာမဟုတ်ဘူးဝုံဝိုင်းဝုံနိုင်လီပိုင်ပါတာပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ဒီမှာလျော်တဲ့ခါမှာပုံမှန်သမီးရောကြုံလို့ပဲထင်တာဒီကံယူတန်းမှာနေတဲ့လူတွေဆိုပို့ပြီးတော့သိတယ်အခုဆိုရင်ကျွန်တော်ဖူးခတ်မှာလေစနမောင်းနေပါလေတော့ဝင်တယ်မိုးတစ်ခါကျော်လာနဲ့ရေတစ်ခါကြီးရဒါပုံမှန်ပဲ ဒါပေမဲ့သူ့ထက်ဆိုးလာပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ပို့ပြီးဆိုးသွားလာနိုင်မှာအဲ့ကြရင်ဟုတ်ပြီမုံတိုင်းတွေသဘာဝဘေးအန်တွေလာပြီဆိုတော့လေလှည့်စစ်မီဘယ်နိုင်ငံကပဲတိုးတက်တိုးတက်ဖြတ်တောက်ကမှာပဲဘာကြောင့်ရေကြီးပြီဆိုတော့လေလှည့်စစ်မီနဲ့အဖိုးအမတွေနဲ့သွားရောပြီဆိုရင်လူတွေရှော့ဖြစ်ပြီးသေးကုန်ပါလေအဲ့တော့ဂျင်းစီလေမိုးတဲဆန်လာရပြီရေကြီးမှုတွေဖြစ်ပြီဆိုရင်ဒီလှည့်စစ်မီတွေနဲ့ဒီဆက်တွေလိုင်းရပြတ်တော့ပြတ်တော့ကုန်ပါအဲ့ကြရင်ကျွန်တော်တို့အားကိုးရမယ့်ဟာက ံပါတ်1ကျွန်တော်တို့ကမန်ယူနဲ့ပြန်သွားရမယ်အဲ့ချိန်ကမန်ယူရဲ့ဘလူးဆိုတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီမြေပုံတွေပါလေဆိုတော့ကျွန်တော်တို့စောင်းထားတယ်အဲ့လိုမျိုးနော်တချို့တော်တော်များများဘယ်လိုခေါ်မလဲဥရောပကလူတွေပဲဖြစ်စေပေါ့နော်တော်တော်များများကမြေပုံသုံးကြသေးတယ်ဘယ်လိုမျိုးလဲဆိုတော့ဟို online မှာရှိပြီဗျာ Google Map internet ရှိမှကျွန်တော်တို့လုံးလုံးလုပ်ရမှာလေ Google Map ဆိုတာမရှိဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုသွားတော့မလဲဘယ်ညောင်မှာရှိတယ်ဆိုကျွန်တော်မသိဘူးလေအဲ့တော့ကျွန်တော်တို့ဒီပေပါပေါ့နော် အဲ့ဒါကြီးတောင်လောက်ကမှာအဲ့လိုမျိုးဟာကြီးဟိုအပန်းမကြီးဘူးဆိုလေဆောင်းထားတင်တယ်ပေါ့နော်အဲ့လိုမျိုးဥမာကျွန်တော်ကရန်ကုန်ဆိုရင်ရန်ကုန်ရဲ့မြေပေါ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါကြီးကိုကျွန်တော်ဆောင်းထားတင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ online နဲ့ offline ဆိုတာဟာ online နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့သုံးလို့ရတဲ့ဟာများတယ် offline နဲ့ပတ်သက်ပြီးလူတွေကဘာသုံးရမလဲဆိုတာမသိ offline ဆိုတာဘယ်လိုလဲဆိုတော့ဖုန်းလုံးနံပါတ်1ဖုန်းလုံးထဲမှာ internet မရှိဘူး internet မရှိဘဲနဲ့ ငါတို့စာတွေအချက်တွေဘလို့ရှာအောင်လဲအဲ့ဒါပြီးထားရမယ်အဲမြေပုံတွေပါရှိတယ်တကယ်တည်းနေရသွားမယ်အွန်လိုင်းမရှိတော့ဘူးတကူမရှိတော့ဘူးဆိုရင်ကျွန်တော်တို့စာရွက်စာတမ်းတွေဖြစ်စီဒီ GPS မရှိတဲ့အချိန်မှာကျွန်တော်တို့ offline ပတ်သက်ပြီးတော့ဘလို့ဟာမျိုးတွေတုံးလို့ရမလဲဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့လေ့လာထားရမယ်ပေါ့နော်အဲ့ဒါပတ်သက်ပြီးတော့လည်းကျွန်တော်နောက်မှကျွန်တော် application တွေ software တွေရှာပြီးတော့ကျွန်တော် တင်ပေးမယ်။ဘယ်လိုမျိုးဆိုအဓိက Google Map ဆိုရင်ကျွန်တော် internet ရှိမှတောင်းလို့ရတယ်။ internet မရှိဘဲနဲ့ဘယ်လိုမျိုး software download ဆွဲပြီးတော့ကိုဖုန်းနံပါတ်ထည့်ထားတယ်လေ။သုံးတယ်လေဆိုတဲ့ဟာကိုနောက်ပိုင်းရောင်းရတယ်မှာကျွန်တော်ပြ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 ောရှိရပါတော့။အဲ့တော့နေပညာတိုးတက်လာတဲ့အတူတူအတူရောင်းနေရတယ်အများကြီးပါတော့။ဘလို့ဖြစ်လာမလဲဆိုတော့အခုလက်ရှိကျွန်တော်မျက်နှာမြင်နေရတာတော့မှကျွန်တော်ပြောနေတာအစစ်မှန်မဟုတ်ဘူးဆိုတဲ့ဟာတော့မှဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့အခုဗီဒီယို AI နဲ့ကျွန်တော်မျက်နှာကို တခြားလူပြောင်းပြောင်းလိုက်လို့လည်းရတယ်ပေါ့နော်။အဲ့တော့ဒါကတော့ကျွန်တော်တကယ်အစမှန်ပါ။ဘာမှပြင်ထားတာမရှိဘူးနော်။အဲ့တော့ကျွန်တော်တွေကသတင်းတွေနားထောင်မယ်။အချက်အလက်တွေနားထောင်မယ်ဆိုရင်သတင်းမှန်မှန်ကန်ကန်နဲ့တင်ပြီးပြီးတော့မှတကယ်တိကျတဲ့လူပေါ့နော်။ဘူတူသားကို share ရတဲ့လုပ်နေတဲ့ page တွေကိုဒီ subscribe လုပ်ထားတဲ့တယ်ပေါ့နော်။ဘာမှမသိတဲ့မျက်နှာလည်းမပေါ်ပြန်ဘာမှမဟုတ်မသိတဲ့ဟို celebrity အကြောင်းတွေပါပြောတဲ့လူတွေကတော့ဒါကတော့ခေတ်ကာလအရာပေါ်ပြန်လုပ်နေတဲ့လူတွေကြီးပဲ 爸妈来做路线，一方面先你下载了一下然后，啊，你没看咯？然后，阿拉用手机把下班时间拿出来，叫你慢慢边刷，没有一边看，节奏不要太慢。